ပေးကလည်းစိတ်ကူနေပြီးယုံနေရသွားတဲ့အခါတယောက်မှမရှိပဲတစားစီဖြစ်နေတာကိုတွေ့ရပါတယ်။ပေးကလည်းအကုန်လုံးကအလုတ်ထွက်ကုန်တာကြောင့်ချော့ရနေပြီးဂိမ်းထုတ်ဖို့အချိန်တလပဲလိုတော့တာကြောင့်ဘာလို့လဲလို့ရမှမသိဖြစ်နေပါတယ်။ရုပ်တရက်အကုန်လုံးကပြန်ရောက်လာတာကြောင့်ပေးကလည်းမပြန်သေးဘူးလားလို့ပြောတဲ့အခါသူတို့တွေကလည်းစဉ်းစားမြဖြစ်နေပါတယ်။ဂျန်ကသူတို့တွေကို Fry Sky Company ကအလုတ်လာမကန်လန်းဘူးလားလို့မေးတဲ့အခါသူတို့တွေကလည်းကန်လန်းခံရပေမဲ့ပေးကသူတို့အပေါ်သဘောကောင်းပြီးတာကြောင့်ညင်လိုက်တာကိုပြောပါတယ်။ပေးကလည်းယုံကတစားစီဖြစ်နေတာကိုမေးတဲ့အခါဂိမ်းကတတ်မှတ်ချိန်နဲ့အရင်ကြိုပြီးပြီးသွားတာကြောင့်အောက်ဘက်ခံမိသွားတာကိုရှင်းပြနေပါတယ်။ပေးကလည်းဂိမ်းကပြီး ီးသွားတာကိုသိတဲ့အခါရှော့ရနေပြီသူတို့လှုပ်ထားတာကအတော်လေးကောင်းနေရကြောင်းစိတ်ညစ်နေကဟဝါကနည်းနည်းပါးပါးပြင်စရာပဲလိုတော့တာကိုရှင်းပြပါရယ်ဒါပေမဲ့ပေးကသူတို့တွေဂိမ်းကိုရှင်းမိုက်တဲ့အထိမပြင်နိုင်အောင်အသင်းတိစောင်းမှုနဲ့တမင်မအောင်လို့ဖို့ဆုံးဖြတ်လိုက်ပါရယ်ဂျိုဒီရဲ့ဟိုင်လူကလူတယောက်ရောက်လာတာကိုပြောပြတဲ့ကအဲ့လူကတော့ပေးရဲ့ကုမ္ပဏီကလူတွေကိုငှားဖို့လုပ်တဲ့သူပဲဖြစ်ပါရယ်သူကလီရဲ့လက်ထောက်အဖြစ်ကနေအလုပ်ထွက်ပြီးပေးရဲ့ကုမ္ပဏီမှာအလုပ်လုပ်ဖို့အသင်းရှိတာကိုပြောပြနေကဒီမကောင်းကြောင်းတွေကိုပြောနေပြီးပေးကတော့သူ့အတွက်အကျိုးရှိတဲ့သူတွေ့ပြီးလို့တွေးနေပါရယ်ပေးကလည်းလီရဲ့လက်ထောက်ကိုအလုပ်ခန့်ခြင်းပဲမဲ့အကောင်လုံးကမလိုလားတာကြောင့်အလုပ်ခန့်စရာနေရာမရှိ ဘူးလို့ပြောလိုက်ပါတယ်။ဂျင်ခန်းထဲမှာတော့အကောင်လုံးကလည်းသူတို့တွေကဘယ်သွားရအောင်လဲဆိုတာတိုင်ပင်နေကြပြီ။လေဝန်ကတော့သူမက Fry Sky Company ကိုအလဲသွားချင်တာပြောနေတာကိုပေးကကြားသွားပြီ။ Fry Sky Company သွားမှကိုပြောလိုက်ပါတယ်။ဒါပေမဲ့ပေးကတော့နမကြီး Game Developer Company ရဲ့လုပ်ငန်းစဉ်တွေကိုလိုက်ပြပြီးအကောင်လုံးစိတ်အားငယ်အောင်လုပ်ရှင်လို့လိုက်ပို့မှာပဲဖြစ်ပါတယ်။သူတို့တွေကနေလက်စားစားနေကြပြီးပေးကရန်ကို Fry Sky Company ရဲ့အတိတ်ကအမားတွေကြောင့်ညံ့မေးဖို့မှာနေပါတယ်။ Fry Sky Studio ရဲ့ခေါင်းဆောင်ဆောင်ကပေးတို့ကသူ့ company စီလာတဲ့အကြောင်းအံ့ဩနေပြီးဝင်ခွင့်ပေးလိုက်ပါတယ်။အကောင်လုံးကလည်းပတ်ကြည့်နေပြီးပေးကတော့ဆောင်တဲ့စကားပြော ောနေပါတယ်။ဆောင်းကပေးသူတို့စီလာလေရအတွက်လက်ဆောင်ပေးဖို့အယုတ်သွားယူနေပြီ။ဟောင်ကပေးစီရောက်လာပြီးသူတို့ကုမ္ပဏီက Fry Sky တဲ့အစတရာလောက်တာတာကိုပြောပြနေပါတယ်။ပြောနေတာအကုန်လုံးကိုကြားရတဲ့ဆောင်းကလည်းတင်းနေပါတယ်။ Fry Sky ကုမ္ပဏီက developer နဲ့ပေးရလူတွေကလည်းအတူတူ meeting ထိုင်နေကြတာ။ဂျန်ကဘာလို့စနေနေ့မှာ overtime ဆင်းနေရတာလဲလို့မေးလိုက်ပါတယ်။ဟောင်ကလည်းကုမ္ပဏီကတပတ်မှ6ရက်အလုပ်ဆင်းရပြီး overtime ပေးလို့မရှိတာကိုရန်ကုန်ရှင်းပြနေရပါတယ်။ဆောင်းရဲ့လက်ထောက်ကလင်ဝါက Fry Sky ကုမ္ပဏီမှာအလုပ်ဆင်းတော့ကအသုံးမကျတာတွေကိုအကုန်လုံးရှင်းမှာပြောပြီးလောင်ပြောင်နေကပေးကလည်းလင်ဝါကို driver ရာထူးတက် က်ပြီးခေါ်လိုက်တာကြောင့်ဆောင်းလန်းအံ့ဩသွားပါတယ်။ပေးကလည်းလေဝံကိုသူတို့ဂိမ်းအကြောင်းရှင်းပြခိုင်းလိုက်ကလေဝံကလည်းအထီးကျန်ကန္နာကလမ်းကြောင်းလူတွေရဲ့ဘဝကပြောင်းလဲသွားတာကိုရှင်းပြနေကပေးနဲ့ဆောင်းတို့ကတော့လေဝံကပြောချင်ရတယ်ပြောနေရလို့တွေးနေပါတယ်။လေဝံကလည်းပေးရဲ့ကောင်းကြောင်းတွေဆက်ပြောပြနေပြီးပေးကညံ့ကြီးကြီးဖြစ်တာကိုပြောနေပါတယ်။လေဝံရဲ့အလက်ပြီးတဲ့အခါဆောင်းကလည်းအကုန်လုံးရှေ့ထွက်လာပြီးသူတို့အခုလုံနေတဲ့ FVA game Bullet Mark အကြောင်းပြောနေပါတယ်။ဆောင်းရဲ့လက်ထောက်ကလည်း Bullet Mark နဲ့ပတ်သက်ပြီးပြောလို့မရတာကိုသတိပေးနေပေမဲ့ဆောင်းကကိစ္စမရှိတာကိုပြောလိုက်ပါတယ်။ဆောင်းကလည်း FVA ဆော့တဲ့ player တွေက pro တွေပဲဖြစ်တာကြောင့်လက်နက်တွေကို ကိုလည်းအစ်စ်အတိုင်းလှုပ်ထားတာကိုရှင်းပြနေကဖောင်အောင်ကလည်းသူတို့ဂိမ်းနဲ့ရှင်ဘူလက်မတ်ကအများကြီးတနေရာကြောင်းစိတ်အားငယ်နေပါတယ်ဒါပေမဲ့ပေးကယုံကြည်မှုအပြည့်နဲ့အေးစစ်စစ်လေးနေနေရာကြောင်းတခုခုရှိမှာပဲလို့တွေးနေပါတယ်နောက်နေ့မှာတော့ဟိုင်လူကအကုန်လုံးကိုပေးရဆက်ရပေးလိုက်တာကိုပြောနေပေမဲ့ဖောင်အောင်ကတော့သူတို့အခုဂိမ်းက fries ကိုင်းရဲ့ဘူလက်မတ်နဲ့ရှင်လိုအပ်ချက်တွေများနေပြီသူတို့တွေကထန်တာကုမ္ပဏီမှာဆိုအခွင့်အရေးအများကြီးရတာကြောင်းသူတို့တွေကလည်းမနာပဲပေးအတွက်အကောင်းဆုံးစူးစမ်းဖို့လိုနေတာကိုပြောပြကပေးရမှာလည်းအကုန်လုံးကအလုတ်ဆက်လုပ်နေကြပါတယ်ဂျော်ဒီယာပေးစီကဖုံးဝင်လာတာကြောင်းသူတို့တွေလည်းတိတ်တိတ်လေးနေနေကြတာပေးကဟိုင်လူကိုအ ကုန်လုံးပိတ်ရနားနေလာလို့မင်းနေပါတယ်။ဟိုင်လူကပေးကိုအကုန်လုံးအနားယူနေတယ်ဆိုပြီးလိန်ပြောလိုက်ကသူတို့တွေကလည်းစက်ကြိုးစားနေပြီ။ဂိမ်းပြီးသွားတဲ့အခါဘောင်ရှူကလည်းစော့ကျင်နေပြီးဂိမ်းကအဆင်ပြေတာကိုပြောပါတယ်။တစ်ဖက်မှာတော့ပေးကရံပုံငွေတွေကနည်းနည်းကောင်းအောင်သုံးနိုင်တာကြောင့်ဝမ်းသာနေပြီ။ကျန်တဲ့ရံပုံငွေအမောင်းကိုကုမ္ပဏီပျော်ပါးစားထွက်ဖို့လုပ်ပါတယ်။သူတို့တွေကလည်းရုပ်ရှင်ရုံထဲမှာဇက်ကားကြည့်နေပြီးရုပ်တရက်ဇက်ကားကနေအကုန်လုံးကပေးရတဲ့သူတို့ဂိမ်းကပြီးသွားပြီဖြစ်ကြောင်း surprise တဲ့ဗီဒီယိုပြောင်းသွားကဂိမ်းကိုဘူလက်မတ်ထက်တစ်ရက်စော့တင်လို့ရတာကိုပြောနေပါတယ်။ဒါပေမဲ့ပေးကတော့စော့တင်လိုက်ရင်သူ့ဂိမ်း player တွေများသောမှာကြောင့်တားကျင်နေပေမဲ့ရုရှားကစီးကနဲ့ ညီတာကိုသတိပေးနေကပေးကလည်းအောင်မခံရအောင်လို့ပဲပြောပြီးစားတော့နေကြကထိုင်လူကိုပိတ်ရက်ပေးထားတာတော့ဘလို့ပြီးသွားတာလေလို့မင်းနေပါတယ်ဂျန်ကလည်းအဖြစ်ပြက်ကိုရှင်းပြနေကပေးကလည်းအကုန်လုံးကမနာကြပဲအလုဆက်လုပ်နေကြတာကိုသိလိုက်ရပါတယ်ဒီလိုနဲ့သူတို့တွေအကုန်လုံးကလည်းမူရက်ထိတောက်နေကြကအောင်ပွဲခံနေပြီလေဝံကလည်း Fry Sky ကုမ္ပဏီမှာတော့အခုလိုအပြောမျိုးတွေမတွေ့ရတာကြောင့်ပေးကိုလေးစားနေပါတယ်နောက်နေ့မှာတော့သူတို့တွေကအရက်မှုပြီးတနေကုန်အိပ်ပျော်သွားကြကဘူးလက်မထက်ဂိမ်းကိုတရက်စောမထုတ်နိုင်လိုက်ကြပဲဘူးလက်မထွက်တဲ့နေ့မှာတင်လိုက်ရပြီဒေါင်းလုဒ်ဆွဲတဲ့သူကတအားနေနေပါတယ်အကုန်လုံးကလည်းဂိမ်းအတွက်ကြော်ညာ တွေမတွေ့မိတာကြောင့်စိတ်ပူနေပေမဲ့ဘောင်ရှူကပေးကသူ့အရင်ဂိမ်းလေးကိုလည်းမကြော်ညာတာကိုထောက်ပြနေပြီးစိတ်မပူဘူးပြောပါတယ်။ဘောင်ရှူနဲ့ဟောင်အောင်တို့ကလည်းသူတို့ဂိမ်းကိုစမ်းဖို့လူလိုနေပေမဲ့သူတို့ဂိမ်းကနာမည်မကြီးသေးတာကြောင့်လူငါဖို့လူနေတာကိုပြောပြကဘတ်ဂျက်တောင်းနေပါတယ်။ဒါမှမဟုတ်ဟိုင်လူကပေးကအဲ့အတွက်ဘတ်ဂျက်မပေးထားတာကြောင့်အဆင်မပြေတာကိုပြောနေကဘောင်ရှူကလည်းသူတို့အကုန်လုံးအိတ်ဆိုင်ပြီးငှားဖို့ဆုံးဖြတ်လိုက်တာကိုဟောင်အောင်ကလည်းသဘောတူနေပါတယ်။ဂျော်ဒီယက်လင်ဝါကသူမအကြံတစ်ခုရတာကိုပြောပါတယ်။တစ်ဖက်မှာတော့ Fry Sky Company က Habit ဆိုတဲ့ streamer ကိုသူတို့ဘူးလက်မဂိမ်းကိုကစားပေးဖို့တောင်းဆိုနေပေမဲ့အဲ့လူကဂိမ်းကဘာမှထူးခြားမှုမရှိတာကြောင့်ငြင်းလိုက် này phải လောရဲ့အကြံက Havoc ဆိုတဲ့ stream မှာကိုသူတို့ game sort ခိုင်းမှာဖြစ်ပြီး game လေးပို့ပေးထားတာကိုပြပြနေပါတယ်။ Havoc ကတော့ရှင်းတဲ့တူးစင် project ကို sort ကျင်စိမ့်မရှိပဲမဲ့ game ထဲမှာ188ရံပေးရတယ်။ Legendary မိသက်နဲ့ရှိတာကိုသိတဲ့အခါ sort ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ Havoc ကလည်း game sort ကြည့်နေက game လေးက sort ရတာလွယ်တာကြောင့်ကြိုက်နေပြီးဆက် sort နေက game ကိုသဘောကျသွားပြီးနောက်နေ့မှာတော့ဌာန company စီရောက်နေပါတယ်။ Bauchu ကလည်း Havoc လိုနာမည်ကြီး streamer မျိုးကရောက်လာတာကြောင့် Lin Wang ကိုမေးကြည့်နေက Lin Wang ကလည်း Havoc ကနေပြီးလာဖို့တောင်းဆိုတာကိုရှင်းပြနေပါတယ်။ Havoc ကလည်း game ထဲက BD တွေကမိုက်ပြီးဇလန်ကလည်းကောင်းတာကိုရှင်း င်းတွေကဂိန်းကပင်ကနာတွေအတွက်လွယ်ပြီးသူတို့လိုဆရာကြီးတွေအတွက်ဆော့လုကောင်းတာကိုပြောနေပါတယ်။လေဝမ်ကလည်းသူမကဟက်ဘက်ကိုဂိန်းနဲ့က legendary မိသားနဲ့လက်ဆောင်ပေးမှကိုပြောပေးမယ်။ဟက်ဘက်ကသူ့ပတ်စံနဲ့ဝယ်လိုက်တာကိုရှင်းပြနေကဂိန်းကပါ live stream မှာအလကားကြော်ညာပေးမှကိုပြောပါတယ်။တစ်ဖက်မှာတော့ပေးကသူ့ဂိန်း download ဆော့တဲ့သူတွေနဲနေတာကြောင့်ချစ်ပြောနေပေးမယ်။ရန်ကဆော့တဲ့ player တွေများလာတာကြောင့်ဆောင်မွေးပြီးရင်ရုံးကက်စီသွားဖို့ပြောတဲ့ကပေးလဲမဆောက်နိုင်တော့ပဲရုံးကက်စီတန်းပြေးပါတယ်။ရုံးကက်နဲ့မှာတော့အကုန်လုံးကပေးရဲ့ marketing နည်းပြဟာကိုရှင်းယူနေကဂျင်းနဲ့တူးစင် project ကနာမည်ကြီးသွားတာကြောင့်ဂုဏ်ပြုပေးနေပါတယ်။ပေးကတော့သူ့ဂိန်းကဘာလို့နာမည် ယ်ကြီးသွားတာလေလို့စဉ်းစားနေကသူ့ player တွေမဆော့အောင်တမင်ကိုကာကလုထားတဲ့အချက်တွေကနေတဆင်နမယ်ကြီးသွားတာကိုတီးလိုက်ရပြီတရခန့်ကသူကိုယ်တိုင်ဖြစ်နေတာကိုသဘောပေါက်လိုက်ပါတယ်ဘောင်ရှူဟောင်အောင်နဲ့လင်ဝမ်တို့ကတော့ပေကအဆဆုံးအကုန်လုံးကိုကျိုးတက်ထားတာကြောင့်ရှီကျူးနေပြီမန္တန်နိုင်နဲ့အပြင်ထွက်လာတဲ့ပေကိုလည်းသူကိန်းအောင်မြင်လာတော့အေးဆေးလေးနေနိုင်တဲ့ဆိုကထင်းကျင်ရလေးရှောက်ထင်နေပါတယ်ပေကတော့ခေါင်းမိုးပေါ်မှာလင်ငင်းခန့်နေပြီရေနံတူးစင် project ကနေလည်းပတ်စံဝင်မှာဖြစ်လို့စရင်ရှင်းတဲ့နေ့ကျရင်ရွှေ3000လောက်ရမှာဖြစ်တာကြောင့်စဉ်းကျင်နေပြီအော်ဟင်းတွေကလင်ဝမ်ကရောက်လာပြီးပေကိုစိတ်အေးထားဖို့ပြောနေပါတယ်ပေကလည်းသူ့အကြောင်းနားမလဲပါဘူးလို့ ပြောလိုက်ပြီးလင်ဝင်ကလည်းသူတို့ကိန်းကနာမည်ကြီးပြီးဘူလက်မတ်ကိုအသာစီးလိုက်တာကြောင့်တနာပေးနေရလားဆိုပြီးရှောက်ပြောနေပါတယ်ပေးကရုတ်တရက်သူကိုယ်တိုင်ပတ်ဆက်မဖြုံးနိုင်ရင်တော့သူ့ဝန်ထမ်းနဲ့ကူဖြုံးပေးလို့ရတာကိုစဉ်းစားမိပြီးလက်မလျှော့ဖို့ဆုံးဖြတ်လိုက်ပါတယ် ပေးကတော့ပတ်စံဖြုံမဲ့အကြံစစ်စားနေပြီ Reset ကိုရှင်းနံတူးစင် project နဲ့တစိစစ်စုကြီးကို update တင်ကြတာကြောင့်ပတ်စံလုံးမကိုပြောပါရယ် Reset ကလည်း update တင်စင်းရှင်းနံနေ့ထပ်ထူသွားမှာကိုပြောနေပြီဂိမ်းတစ်ခါ update တိုင်းဝယ်စရာပြည့်စည်ထည့်ရမှာကိုတတိပေးနေပါရယ်ပေးကလည်း game ကို update တင်ဖို့ဆုံးဖြတ်လိုက်ပြီ Hailu ကို company စရဲ့အဖြစ်နဲ့အကြောင်းပြပြီးသူဝယ်ချင်တာဝယ်လို့ရအောင်လုပ်ပေးလို့မရဘူးလားလို့ပြောနေပါရယ် Hailu ကလည်းပေးပြောတာကတရားမဝင်တာကြောင့်မလုပ်ဖို့ပြောပေမဲ့ပေးကသူ့ဝန်ထမ်းတွေကိုပတ်စံပို့ပေးချင်တာကြောင့်အဲ့လိုလုံးမကိုရှင်းပြလိုက်ပါရယ် Hailu ကလည်းဝန်ထမ်းတိုင်းကိုတစ်လရွှန်3500ပေးပြီး shopping cart အနေနဲ့ရွှန်1000ထပ်ပေးလို့ ို့ရတာကိုရှင်းပြပါတယ်ဒီလိုနဲ့ဟန်လူကဝန်ထမ်းတွေကိုပတ်စံပို့ပေးလို့ရမယ့်နေရီထုတ်တာပေးကပေးကလည်းရေရှက်ကိုအကုန်လုံးပြလိုက်ပြီရေရှက်ကလည်းအကုန်လုံးကစီကန်းနဲ့ညီတာကိုပြောပါတယ်နေလက်ကင်မှာတော့ပေးကအကုန်လုံးနဲ့ shopping ထွက်ပြီးဖုန်းဆိုင်မှာဝင်ကြည့်နေကြပါတယ်ဟောင်ကလက်တော့တစ်လုံးကိုကြည့်နေပြီသူတို့ရုံမှာရှိတဲ့ကွန်ပျူတာတွေကပိုကောင်းတာကြောင့်ခွဲစရာမလိုတာကိုပြောနေပေမဲ့ပေးကတော့လက်တော့နဲ့ဆိုနေရာတိုင်းမှာအလုံးလုံးလို့ရတာကိုရှင်းပြနေကခွဲခိုင်းလိုက်ပါတယ်တယောက်ကလည်းနောက်ဆုံးမှဖုန်းတစ်လုံးကိုကြည့်နေပြီသူ့ဘုံကအဆင်ပြေတာကိုပြောနေပေမဲ့ပေးကတော့သူတို့ဖုန်းကိန်းတွေထွင်ရင်လိုလာမှာကြောင့်ခွဲထားလိုက်ဖို့ပြောပါတယ်ဘာရှူကတော့ဂိန်းထဲက အိုက်တန်တွေဝယ်လိုက်တာကိုပြောနေပြီးပေးကလင်းဝမ်ကိုဘာလို့ကျင်လဲလို့မေးပေမဲ့လင်းဝမ်ကသူမဆိုင်ထဲမှာရှိတာတွေအကုန်လုံးကိုပိုင်ထားတာကိုပြောနေပါတယ်။ဂျန်ကတော့ဖုန်းကဘာတွေလဲသုံးရတာကြိုက်တာကြောင့်ပေးကလည်းဆိုင်ထဲမှာရှိသမျှကဘာတွေအကုန်လုံးယူပေးလိုက်ပါတယ်။ဒီလိုနဲ့အကုန်လုံးကဝယ်စရာရှိတာဝယ်လိုက်ပြီးပေးကတော့ပတ်စံကြံနေသေးတာကြောင့် shopping ဆက်ထွက်နေကဟောင်အောင်ကလည်းပေးက shopping ထွက်ရတာတော်တော်ကြိုက်ပါလားလို့ပြောနေပေမဲ့လင်းဝမ်ကပေးဝါတာတွေအကုန်လုံးကအလုံးနဲ့ပဲတက်ဆိုင်တာကိုထောက်ပြနေပါတယ်။ပေးကလည်းဆက်သွားနေပြီးအချိန်မရှိတော့တာကြောင့်ရင်မွေးတပလင်းဝယ်ဖို့ဆုံးဖြတ်လိုက်ပြီးရစ်ချက်ကလည်းကုမ္ပဏီနဲ့ဘာမှမဆိုင်တာကြောင့်ဝယ်လို့မရတာကိုတတိပေးနေပါတယ်။ဒါပေမဲ့ပေးက ာသူ့ဘောက်တက်ကိုလက်ဆောင်ပေးဖို့လို့ပြောလိုက်ကလင်းဝါကိုရင်မွေးပလင်းဝယ်ပေးလိုက်ပါတယ်ရေရှက်ကလည်းစီကျင်နေပြီလင်းဝါကရှောင်းဟူကကုမ္ပဏီရဲ့အမွေခံဖြစ်ပြီးယွမ်တဆက်ဘီလီယံရှိရကြောင်းအဆင်ပြေကြောင်းပြောလိုက်ကစီရင်ရှင်းတဲ့အခါပေးကသူကယွမ်နဲ့တောင်းကြော်ရတာကိုသိလိုက်ရပြီးပေးကဝန်တာနေကအကုန်လုံးကိုသူကမနှက်ပြန်ကြီးညာစရာရှိတာကြောင်းရုံးစောစောလာဖို့ပြောလိုက်ပါတယ်နောက်နေ့မှာတော့ပေးကရေနံတူးစင် project မှာဟာဝောင်နဲ့ပေါင်ရှူတို့ကအရေးပါတဲ့သူတွေဖြစ်ခဲ့တာကြောင်းစုပေးနေပြီဟာဝောင်ကအလုပ်ဆက်လုပ်စရာမလိုတော့ပဲဟာဝောင်နေရာမှာမင်းကလင်ကအစားထိုးလုပ်မှာကိုကြီးညာလိုက်ပါတယ်အကုန်လုံးကလည်းရှော့ရသွားပေမဲ့ပေးကဟာဝောင်ကိုကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ရွတ်တသက် န်းပေးမကိုပြပြလိုက်တာကြောင့်အကုန်လုံးကလည်းဝမ်းသာသွားကြပါတယ်။အမှန်တော့ပေးကဟာဝါနဲ့ပေါင်စုကတော်လုံးတာကြောင့်သူပဆက်ရှုံးမဲ့အကြံမှာအနှောက်ယှက်မဖြစ်အောင်မောင်တို့ရှင်လိုအခုလိုလုပ်လိုက်တာပဲဖြစ်ပါတယ်။ပေးကပေါင်စုကိုတော့အကန့်အသတ်မရှိပိတ်ရက်ပေးတာကိုပြောလိုက်ပြီးလက်စားလေရမကိုရှင်းပြကအပန်းပစ်ခရီးထွက်ဖို့ပြောပါတယ်။ပေါင်စုကလည်းသူကယုံထဲမှာပဲနေလို့အဆင်ပြေတာကိုပြောပြမယ်။ပေးကတိုက်တွန်းနေတာကြောင့်သဘောတူလိုက်ပါတယ်။ဒီလိုနဲ့ပေါင်စုကလည်းယုံထဲမှာပဲတဲထိုးပြီးပြောပွဲစားထွက်နေပါတယ်။